event management planning နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြင်ဆင်တဲ့တချို့သောအကြောင်းအရာတွေကတော့ဒီ number တက်ကတော့ team structure ပေါ့ကျွန်တော်တို့ဒီ event တစ်ခုကိုဘယ်လိုမျိုး manage လုပ်ကြမှာလဲဘယ်လိုဘယ်လိုလူတွေလိုအပ်မလဲဘယ်လိုမျိုး arrange လုပ်မလဲဒါကတော့အဲ event တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်သူ့ရဲ့ size နဲ့ပတ်သက်ပြီးလိုရတဲ့ဒီ activity တွေနဲ့ပတ်သက်ပြီးတော့ကွဲပြားမှုရှိမယ်ဒါပေမဲ့ကျွန်တော်အကြံဉာဏ်ခြုံငုံပြီးတော့ပြောသွားပေးပါမယ်ပြီးသွားတဲ့အခါကျရင် crowd management planning အဲ့တော့ကိုယ့်ရဲ့ event ကိုလာမဲ့ အဲပရိသတ်တွေဒီလူတွေကိုဘယ်လိုမျိုးကျွန်တော်တို့ချောချောမွေမွေဖြစ်အောင်အကောင်းဆုံး experience အဲရအောင် manage လုပ်ကြမလဲဒါဒါမျိုးကိုစဉ်းစားရမယ်ပြီးတဲ့အခါကျရင် security planning အဲကို event နဲ့ပတ်သက်ပြီးတော့မလိုလားအပ်တဲ့အနောက်ချက်တွေမဖြစ်ရအောင်ပြဿနာတွေမကြုံရအောင်ပြီးရင်လုံခြုံစိတ်ချရအောင်ဘယ်လိုမျိုး security ကို plan လုပ်ကြမလဲပြီးတဲ့အခါကျရင်အဲ stage time and motion planning အဲတော့ဘာလဲဆိုတော့ဒီကျွန်တော်တို့ stage အဲပုံမှာဖြစ်တဲ့မြတ်ဟာတွေအကုန်လုံးကို plan တိုင်းဖြစ်အောင်ချောမွေအောင်ဘယ်လိုမျိုးကြိုတင်ပြင်ဆင်မလဲပြီးတဲ့ခါကျရင် waste management ဒီ event နဲ့ပတ်သက်ပြီးတော့အဲရှိလာနိုင်မဲ့အဲ waste တွေပေါ့နော်အဲဒီ concert တို့ဘာလို့လို့ပွဲကြီးတွေမှာဆိုပိုတည်လာတာပေါ့လူတွေအများကြီး waste တွေအများကြီးထွက်တယ်အဲ့တော့ waste management ကိုဘယ်လိုတေချာလုပ်ကြရမလဲဘယ်လိုမျိုးကြိုတင်ပြင်ဆင်မလဲပြီးတဲ့ခါကျရင်နောက်ဆုံးကတော့ venue site plan checklist ပေါ့ဒီပွဲရဲ့တစ်ခုပွဲတစ်ခုပြင်ဆင်ပြီးတဲ့အချိန်မှာဒီပွဲမှာပါဝင်ပတ်သက်တဲ့နေရာတွေမှာဘယ်လိုမျိုးကျွန်တော်တို့လူတွေ assign လုပ်မလဲ အဲဘယ်လိုမျိုး checklist ပြင်ဆင်မလဲဒါဒီအချက်တွေကိုဆက်လက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ရှင်းမှာကျွန်တော်ပြောခဲ့တဲ့ဟာတွေအကုန်ပြင်ဆင်ပြီးသွားပြီဆိုရင်ကျွန်တော်ကဆက်ပြီးတော့ event တစ်ခုကိုပို့စိတ်ချရဖို့တော့ကိုအဲဆက်ပြင်ဆင်လို့ရတာတော့ဒီအကြောင်းအရာတွေပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်ဆက်ပြီးတော့အသေးစိတ်ပြောသွားပေးပါမယ်အဲ့တော့ပထမအဆုံးကျွန်တော်တို့ဒီ team structure အကြောင်းကိုအဲနည်းနည်းဆက်ပြီးတော့ detail သွားရအောင် အဲ့တော့ basically ပေါ့နော်အာ team structure ကတော့ကိုယ်လုပ်တဲ့ event ပေါ်မူတည်ပြီးတော့မတူဘူးပေါ့မတူဘူးဆိုတဲ့နေရာမှာကျွန်တော်တို့ကအာပွဲချင်းကြီးသလောက် team တွေပုံများမယ်ကျွန်တော်တို့ပါပါဝင်ခြင်းတဲ့ activity တွေသုံးတဲ့ technical တွေရှုပ်ထွင်းရှုပ်ထွေးသလောက်ကျွန်တော်တို့ဒီပွဲတစ်ခု manage လုပ်ရတဲ့လူဦးရေ professional တွေရဲ့စသဖြင့်ကွဲပြားသွားတယ်ပေါ့ဒါပေမဲ့အချမ်းမြင့်ခြုံငုံကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့က area ၃ခုနဲ့ခြုံငုံပြီးတော့ team structure တတ်မှတ်တယ်ပေါ့နံပါတ်1ကတော့ဘာလဲဆို stage management ပေါ့ဒီပွဲရဲ့အဲဆင်ပေါ်မှာဖြစ်သမျှ stage ပေါ်မှာဖြစ်သမျှဟာတွေအကုန်လုံးကို manage လုပ်တဲ့အပိုင်းရတစ်ပိုင်းပြီးရခါကျရင် operation management ဒါကတော့ဘာလဲဆိုတော့ stage မဟုတ်တဲ့ဂျန်နဲ့ event နဲ့ပတ်သက်တဲ့အာဖြစ်နေသမျှ activity အားလုံးကို manage လုပ်တဲ့အာအပိုင်းရတစ်ပိုင်းပြီးနောက်တစ်ခုက production management production management ကတော့ဘာလဲဆိုတော့ကျွန်တော်ဒီ ဒီဇိုင်းအပြင်ဆင်နေပြီးရင်ဒီ event ground အပြင်ဆင်နေ stage အပြင်ဆင်နေဆက်လက်ဖြင့်အဲ့လို technical တွေအကုန်လုံးကို manage လုပ်တဲ့အပိုင်းတစ်ပိုင်းဆိုပြီးတော့သုံးပိုင်းခွဲပြီးကြည့်လို့ရပါတယ်အဲ့တော့ပုံမှန်လဲကျွန်တော်တို့အဲ့လိုမျိုးသုံးပိုင်းခွဲပြီးကြည့်ရတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခုနဲ့တစ်ခုနဲ့ကအာအရေးပါပုံသုံးခုလုံးက event တစ်ခုအစဉ်ပြေပြေချွတ်ချွတ်မှုမှုနဲ့ပြီးသွားဖို့သုံးနေရာလုံးကအရင်အရေးပါတယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ကဒီသုံးခုကဟန်ချင်းညီညီနဲ့ထိန်းချောင်းသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများသောအားဖြင့်ကျွန်တော်တို့ကအဲ့သုံးခုကို team နေနေနဲ့တက်မှတ်ပြီးခွဲတယ်ပြီးရခါကျရင် head တွေပေါ့နော်ဒီတခုချင်းတွေတော့ကိုဥဆောင်မဲ့လူတွေကိုလည်းခွဲပြီးတော့အခြေခံအပြင်ထားလိုက်ရှိတယ်ဒါကတော့ event ကြီးကြီးတဲတဲဒီပုံစံမျိုးနဲ့တွေ့ရတာပေါ့နော်ဒီလိုဒီ3နေရာတော့ကျွန်တော်တို့ခွဲပြီးတော့အာတွေ့လိုက်ရှိတာပေါ့